ဂျားဖြတ်ရွေးကောက်ပွဲမှာရှုံးနေခဲ့ပြီနော်ဖိလစ်ပိုင်သမ္မတမာကော့စ်ဂျူနီယာကအစိုးရတစ်ဖွဲ့လုံးနှုတ်ခတ်ဖို့မိန့်ပေးပါတယ်သူရဲ့အာဏာထိန်းချုပ်မှုအားလဲသွားတယ်လို့လေးလာသူတွေက သုံးသပ်တယ်လူကြိုက်များမှုရော့ကျသွားတဲ့ဂျားဖြတ်ရွေးကောက်ပွဲရလက်ထွက်ပေါ်ပြီးတပတ်ကျော်ကြာမှာအစိုးရတစ်ဖွဲ့လုံးနှုတ်ခတ်ကြပါတော့လို့ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့စ်ဂျူနီယာကအမိန့်ထုတ်ပါတယ် စီမံခန့်ခွဲမှုအပိုင်းပြလဲပြင်ဆင်ခြင်းဖြင့်အကြောင်းပြချက်ပေးပေမယ့်မေ၁၂ရက်ဂျားဖြတ်ရွေးကောက်ပွဲပြီးထွက်လာတဲ့မာကော့စ်ဖွဲ့ရဲ့အစိုးရဖွဲ့နှုတ်ထွက်မှုတောင်းဆိုမှုဟာဒုသမ္မတဆာရာဒူတာဒီနဲ့သူ့ရဲ့သဘောထားတင်းမာမှုတွေကြီးမားချိန်ပြလဲထိန်းချုပ်ဖို့ကြိုးပမ်းမှုဖြစ်ပါတယ်။သမ္မတထောက်ခံတဲ့အထက်လွှတ်တော်ကိုယ်စားလှယ်လောင်းများစွာမဲရှုံးခဲ့ပေမယ့်ဒူတာဒီသစ္စာခန့်ကိုယ်စားလှယ်နဲ့အတိုက်ခံတတိပုဂ္ဂလကိုယ်စားလှယ်တွေဟာအံ့အားပြွက်ဝဲအောင်ပွဲခံနိုင်ခဲ့ပြီး ဒါဟာအာဏာရညွတ်ပေါင်းအဖွဲ့မှအကြောင်းလေးရှိနေပြီဆိုတာမိမောင်းထိုးပြခဲ့ပါတယ်။လက်ရှိပြည်သူကလည်းအာဏာရညွတ်ပေါင်းအဖွဲ့ကိုမကြိုက်တော့ဘူးဆိုတာပြသလိုက်တာပဲဖြစ်ပါတယ်။ဂျိုကောက်ဘွေရလည်းဟာ2028မှာတက်တန်းကုံဆုံးတဲ့ဖာလီနာမာကိုဂျူနီယာရဲ့လက်ကျန်သုံးနှစ်တာကာလအတွင်းသူ့ရဲ့အာနေတော်တဲ့လုတ်ပိုင်ခွေပေါ်မိကုန်းထုတ်เสียရှိလာပါတယ်။ အစိုးရဖွဲ့နှုတ်ထွက်ဖို့ကြေညာခဲ့ပြီးဝန်ကြီးများနှုတ်ထွက်ကြခြင်းမှာအစိုးရဌာနရဲ့လုပ်ငန်းစဉ်တွေအနှောင့်အယှက်ဖြစ်မှာမဟုတ်ပါဘူးလို့တမရနန်တော်ကပြည်သူတွေကို အာမခံခဲ့ပါတယ်ဖာရီနာမာကိုဂျူနီယာကအစိုးရဖွဲ့ဝင်ကြီးတွေကိုပြန်လည်ခန့်အပ်ခြင်းဒါမှမဟုတ်အစားတို့ခန့်အပ်ခြင်းမပြုလုပ်သေးခင်အထိအစိုးရဌာနသည်ဒီမှာ နောက်ထပ်အဆင့်မြင့်ဆုံးအရာရှိတွေကယာယီတွင်းဝင်တွေဖြစ်ထမ်းဆောင်မယ်လို့မျှော်လင့်ရပါတယ်ဖာရီနာမာကိုဂျူနီယာဟာဆက်ရှိနေမှာလားဒါမှမဟုတ်နှုတ်ထွက်ရမယ့်သူ့အတွက် ဆုံးဖြတ်ဖို့အချိန်စရာပေးမထားပေမဲ့လုံရည်ကိုင်းရီကောင်းမှုမှုနဲ့အရေးတကြီးအခြေအနေရအစိုးရအဖွဲ့အပြောင်းလဲကိုဆုံးဖြတ်လိုက်မယ်ဆိုပါတယ်မေ22ရက်နေ့နဲ့9ရက်နေ့ကအစိုးရအဖွဲ့အရာရှိများစွာဟာတမရရဲ့အမိန့်နဲ့တူနှုတ်ခွန်းစာတွေစခဲ့ပါတယ်သူတို့အနေနဲ့တမရရဲ့ကျင့်လက်နဲ့တမှုနဲ့တာဝန်ထမ်းဆောင်တကယ်တော့တမရအမိန့်ကိုလည်းလိုက်နာသွားမယ်လို့ပြောဆိုခဲ့ပါတယ်အရင်ကဖလမိုင်းတမရတွေကအစိုးရတစ်ဖက်လုံးနှုတ်ခွန်းဖို့တောင်းဆိုခဲ့ပေမဲ့ဒီလိုလှုပ်ဆောင်ချက်တွေဟာအများအပြား နိုင်ငံရေးအချက်အလက်ကြုံနေတဲ့ခါမှသာဖြစ်ပေါ်လေးရှိပါတယ်